တာနယမွေးဖွားပြီးနောက်ကြုံတွေ့ခဲ့ရတဲ့အရာတွေကိုရှင်းပြပြပြလာခဲ့တဲ့တရုတ်ဆောင်ပူဇာပြုခင်မင်္ဂလာပါပရိသတ်ကြီးရှင်တရုတ်ဆောင်ပူဇာပြုခင်ကတော့အနုပညာလောကမှာထိတ်ဆုံးထိရောက်ရှိပြီးတော့အောင်မြင်မှုတွေရှက်ရှက်တောင်းနေတဲ့အချိန်ရောက်မှာသူမဘဝအတွက်လုံခြုံမှုပေးနိုင်မယ့်အမျိုးသားနဲ့တွေ့ရှိခဲ့ပြီးအိမ်နောက်ရသားကြာသွားခဲ့ကအနုပညာလောကကိုလည်းလုံးဝဆွန့်လွတ်သွားခဲ့တာဖြစ်ပါတယ် အခုလက်ရှိမှာဆိုရင်လေတရုတ်ဆောင်ပို့ချပြုခင်ကခင်မိုးဖြစ်သူဘက်ကပါလာခဲ့တဲ့သားသမီး၃ယောက်အပြင်သူမကိုယ်တိုင်မွေးထုတ်ထားတဲ့သားလေး၂ယောက်နဲ့ပျော်ရွှင်စရာမိသားစုဘဝကိုပိုင်ဆိုင်ခွင့်ရရှိနေပြီလည်းဖြစ်ပါတယ်ပြီးခဲ့တဲ့လပိုင်းအတွင်းမှာတော့တရုတ်ဆောင်ပို့ချပြုခင်ကဒုတိယမြောက်တားငယ်လေးကိုမွေးဖွားခဲ့တာဖြစ်ပြီးသူမအနေနဲ့တားနှစ်ယောက်ကိုမွေးဖွားချိန်မှာမတူညီတဲ့ဖြစ်စဉ်တွေနဲ့ကြုံတွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။ အခုတစ်ခါမှဆိုရင်လေပုကြပြုခင်ကကလေးနှစ်ယောက်မွေးဖွားချိန်မှာကြုံတွေ့ခဲ့ရတဲ့ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးကိုဝန်ဆောင်မျိုးသမီးတွေဘ ഹു တ္တရရစေဖို့နဲ့ပရိသတ်တွေအားလုံးကိုလည်းသိရှိစေချင်လို့ဆိုပြီးတော့ပြောပြလာခဲ့တာပဲဖြစ်ပါတယ်။မင်္ဂလာပါရှင်။အဲ့ကျမကတော့ဒီနေ့အခွဲမွေးကြမဲ့မိမိတွေပေါ့နော် ကြောက်ကြတဲ့မိမိတွေအတွက်ကိုခွဲခန့်နေတာအတွေ့အကြုံလေးတွေကိုပြောပြပေးမှဖြစ်ပါရဲ့ရှင်။လုံးဝကြောက်စရာအကြောင်း มาลงพวกเนาะเจ้าเสียมลงสวยจังเลยเปียกๆมาเลยจมาการเราคุยคลิมุยทารานะคะชิบิโวเนาะนะคะลองคุยมุยบาเลยคุยมุยเลยด้วยจังเลยดีโอ ပြောပြမှာပေါ့နော်တချို့ကကြတော့ခွဲခန်းနေဝင်လို့ရှိရင်ခါရိုးထုံစီထိုးရင်ကြောက်စရာကောင်းလားအကြီးရအကြီးကြီးပဲလို့သိလားအရန်လာမှာပဲလို့ခွဲစစ်ပြီးတဲ့ခါကြလို့ရှိရင်လေဆိုင်ဖတ်နေနဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်မှာဘာတွေကြုံတွေ့ရနိုင်လဲအရန်စိတ်ပူစိုးရင်ကြရတယ်ပေါ့နော်စိုးရင်စရာမရှိပါဘူးကျမပြောပြပါမယ်အဲ့အကြောင်းလေးအဲပထမအောင်ဆုံးအနေနဲ့ကတော့ကျမတို့ ခွဲစိတ်ခံအင်ဂျီလေးလဲရပြီပေါ့နော်အနောက်ကိုကြိုးချီအထဲထဲကကျမ bra တွေ underwear တွေအကုန်ချွတ်ကားတယ်ပြီးရင်ဒီကိုရဲ့လက်ဝတ်လက်စားတွေချွတ်ရမယ်ပြီးလို့ရှိရင်ဒီခွဲစိတ်ခေါင်းပေါ့နော်အခွဲစိတ်ခံဝတ်တဲ့အင်ဂျီကျမတို့ဝတ်ရတယ်ဝတ်ပြီးလို့ရှိရင်ကျမတို့ခွဲစိတ်ခံနေဖို့သွားမယ်မသွားခင်မှာကျမတို့ကိုတို့ကပိုးသက်စီဆန်းတယ်ပေါ့နော်ပိုးသက်စီအတွက်ဒီမှာ drip ချိတ်မယ်အဲကက်ကနူလာထိုးမှ drip ချိတ်မယ်ပြီးလို့ရှိရင်ဒီအသားမှာပေါ့ အသားလေးကိုအသားပေါ်တော့လာဘူးဘုဒ္ဓစီတူလို့စမ်းတယ်အဲ့ဒါလည်းနည်းနည်းလေးနားရယ်ဘုဒ္ဓစီနဲ့ကိုနဲ့တဲ့လားမတဲ့လားဘောနော်အဲ့ဒါလည်းစမ်းတယ်အဲ့ဒါအရန်ကြီးကြီးတယ်နော်ကိုနဲ့မတဲ့တဲ့စီနဲ့ဆိုလို့ရှိရင်အဲ legit ဖြစ်တာတွေအသက်ရှူရတာတွေဖြစ်နိုင်တယ်အဲ့အတွက်ဆေးကိုတော့အရင်ဆုံးကြိုပြီးတော့စမ်းရတယ်ပြီးလို့ရှိရင်ခွဲခမ်းတဲ့သူတို့ခေါ်သွားတယ်ဘောနော်ခေါ်သွားပြီးလို့ရှိရင် အမရောက်ခင်စက်ကြာလေးမှာခဏစောင့်ရတယ်အရင်တနေတဲ့အချိန်ပေါ့ပြီးလို့ရှင်ခွဲခန်းနဲ့ရောက်သွားမှာပေါ့နော်ရောက်လို့ရှင်ကခွဲခန်းကတင်လေးကဟိုတလူတူတိလေးအဲကိုတပူစာလေးပဲရှိတယ်အဲ့ပေါ်မှာနေမယ်ပြီးရင်လက်နှစ်ဖက်ကိုပါအဲ့လိုဆန်ထားတာပေါ့နော်ဘင်းတစ်ပတ်ဆန်ထားတယ်ဆန်ထားပြီးလို့ရှင် အောက်ဆီဂျင်ပိုက်ပေးတယ်ပေးပြီးလို့ရှင်ခဏနေရတဲ့ဒီမိစေးဆရာဝန်ကနေပြီးတော့မှကျမတို့ခါယူထုံစီထိုးပေါ်မှာထိုးမဲ့ဆိုတဲ့အချိန်မှာသူကဘေးကိုထောင်းလိုက်တာ ခန္ဓာကိုယ်ဘေးဆွမ်းပြီးကိုွေးထိုင်တာပေါ့နော်ကိုွေးထိုင်တာလည်းဟိုလိုကြီးအရင်ခက်ခဲမနေဘူးပါဟိုတို့ကကိုဘေးတာအချောင်းနဲ့လက်နဲ့ပေါ့အဲ့လိုကိုွေးပြီးတော့မှစိတ်ကလေးလျှော့ထားတော့ဆိုအဲ့လိုကိုတို့လေးပဲနေလိုက်အဲ့ကြလို့ရှိရင်အဲ့ကြိုးရိုးတဲ့ကိုတို့ကအက်ထဲမှာအက်ဆိုတာကလည်းဟိုကိုလေးဟိုအွန်လိုင်းပေါ်မှာကြာတောက်ဆရာကြီးပေါ့ဒါအကြီးအကြီးကြီးပဲ အာဒါကြီးထိုးလိုက်ရင်အရန်နာမှာပဲဆိုတာအဲ့လိုမဟုတ်ဘူးပုံမှန်စေးထိုးတလောက်ပဲဒီဒီချို့ဒီခါယူတဲ့ကိုတို့ကအဲ့အက်ကိုထိုးလိုက်တာပြီးလို့ရှိရင်သူကအက်ကိုထုတ်ပြီးအဲ့လိုဟိုပိုက်ပြော့လင်းနေပဲသူကစေးကိုအဲ့လိုထည့်တာပေါ့နော်အဲထည့်တဲ့ချိန်မှာထည့်ထည့်ပြီးသွားတဲ့ချိန်မှာဩပြီးသွားပြီပေါ့ဟဲ့ပြီးပြပလက်ပြန်နှံနှာလိုက်တဲ့ချိန်မှာခြေတော့ကတပြေးပြေးနဲ့သူကထုတ်လာတာထုတ်လာတဲ့ချိန်မှာသူကစီးပိုက်ခဲ့တယ်ဒီအက်ကိုပေါ့နော်စီးပိုက်ခဲ့တယ်ထည့်ပြီးလို့ရှိရင် အဲ့ဒါဘာလို့လဲဆိုတော့စီပိုက်ထည့်ပြီးလို့ရှိရင်တပိပိနဲ့ခြေောက်ကလည်းလှုပ်တပိပိတပိပိနဲ့အဲ့လိုခြေောက်ကြီးကအကျဉ်လာသလိုလိုထုံလာသလိုလိုလေးနဲ့မှလုံးဝလှုပ်လို့မရတော့မသိတော့ဘူးနော်အဲအဲ့လိုမသိတော့ဘူးဆိုပြီးနည်းနည်းကြတဲ့အချိန်ကြတော့မှသူတို့ကဆွပြီးတော့ခွဲတာပေါ့နော်ဒါကတော့သူဓမ္မရဲ့အတွေ့အကြုံလေးပေါ့ အားလုံးပဲမင်္ဂလာပါရှင်ကျမကအခုဒီနေ့ဆိုလို့ရှိရင်တော့ကလေးခွဲမွေထားတာခုနှစ်မြောက်တဲ့နေ့ပေါ့နော်မိုးရဲနေ့ကနေစပြီးရရှိပြန်ဆိုလို့ရှိရင်ခုနှစ်မြောက်တဲ့နေ့ပါ day 7မှာဒီနေ့ကျမရဲ့ချုပ်ရိုးကိုအာပထမကကျမရေစုကန် ဟိုဟာလေးပေါ့နော်ပက်တီအပေါ်ကနေကက်ကက်ပေးထားပါဘောနော်ယူဆိုဇန်ပလတ်ဆာလေးကက်ပေးထားပါဘောအဲ့ဒါလေးကိုဒီနေ့စပြီးတော့ခွာတယ်ပြီးတော့ဘေးနားမှာရှိတဲ့ချိုယိုးထုံးလေးကိုဒီနေ့ဖြီးပြီးတော့မှအာမာယိုပျောက်စီလေးစပြီးလိမ့်နေပေါ့နော်မာယိုပျောက်စီကတော့ဟိလူးစကာတစိုက်လေးကိုလိမ့်နေအမာယိုလုံးဝမကြံဘောနော်အခုခွဲထားတာလေးလဲချိုယိုးလေးလဲတော်တော်ကောင်းနေလုံးဝကိုအဲ့လိုအရာလေးတစ်ခုပဲရှိရဲ့အမာယိုဘာညာဘာမှမရှိအရာလေးတစ်ချောင်းဝင်အဲ့လိုတိတိလေးချောင်းဝင်ရှိရပါဘောနော် ပြီးတော့ဟိုဟာပေါ့မနစ်အလွန်ခဲ့နှစ်နှစ်ကပေါ့နော်ကျမဥလီငွေတော့ဆိုလို့ရှိရင်ကျမက day 8မှာဟိုကျမတောက်လျှောက်ဖျားတာပေါ့နော်အဲ့တုန်းကဘာကြောင့်မှန်းကျမပိုးဝင်ဖျားတာပေါ့ဖျားပြီးတော့မှ day 8မှာကျမကရေယုံပိုးဝင်ပြီးတော့မျက်နာတစ်ချမ်းပေါ့နော် ဟိုရွက်သွားတာပေါ့နော်မျက်နှာတစ်ချမ်းလုံးမလုံးတော့မျက်စိလည်းမိတ်လို့မရတော့ဘူး။ဗစက်တွေလည်းရွက်သွားပါပေါ့နော်။အဲ့တော့ဆိုရင်အဲဒီမှာဆေးတွေဂျေယုံပိုးပြောက်တဲ့တက်တဲ့ဆေးတွေနဲ့နောက်ပြီးတော့ဒီလက်စစ်နဲ့ရောပေါ့နော်။ပြားလေးတွေကပ်ပြီးမျက်နှာမှာဒီမှာကုကရရဲပေါ့နော်။တတလအဲနှစ်ပတ်ကျော်တလားလောက်တိကိုတော်တော်လေးကြက်ကြက်မှဖြစ်အောင်ကျွန်မတော်တော်ကိုစ조사ခဲ့ရတာပေါ့အခုတစ်ခေါက်ကတော့လုံးဝကိုကျွန်မကျမ်းမာကြီးကောင်းနေအရန်လေးအဆင်ပြေရပြီးတော့ဟိုကျွန်မကပေါ့နော်ဒါဒုတိယ အချိန်ခွဲမွေးတာဖြစ်တဲ့အတွက်ဟိုနာကျင်မှုကတော့ပထမတစ်ခေါက်တော့ပိုနာတယ်အဲ့ဒါကိုဟိုမနေ့ကတော့ကျမဗီဒီယိုလေးတင်လိုက်တယ်ပေါ့နော်တင်လိုက်တော့သူခွဲမွေးမဲ့မိမိတွေအခုမှအစ်စ်ဟိုမွေးမဲ့မိမိတွေကကြောက်ကြတာပေါ့နော်ဟာအရန်နာမလားနာတာကတော့ကျမပြောရမယ်ဆိုလို့ရှိရင်ဒါကိုကိုကလေးမွေးရဆိုတာပေါ့နော်ခွဲမွေးတာပဲဖြစ်ဖြစ်ရိုးရိုးမွေးတာပဲဖြစ်ဖြစ်ကိုယ့်ရဲ့အသက်နဲ့ရင်းပြီးတော့ကိုယ့်ရဲ့ဒီသားသမီးလေးကိုလူဖြစ်လာဖို့အတွက် ကျမတော့မွေးကြရတာအဲ့အတွက်နာကျင်မှုဆိုတာကခွဲမွေးတဲ့နေရာမှာလည်းရှိတယ်ရွေရွေမွေးတဲ့နေရာမှာလည်းရှိတယ်ကျမကတော့အခွဲမွေးရရွေးချယ်လိုက်ရတဲ့အကြောင်းအရာရွေရွေမွေးဖို့ကျမတတ်သိမရှိဘူးပေါ့နော်ကျမကလေးကလည်း site ကြီးတယ်ပေါ့နော်ကြီးရတဲ့အတွက်ကြောင့်မလို့ကျမရွေရွေမမွေးရဘူးရွေရွေမွေးလို့ရှိရင်အရန်နာမှာပဲဆိုရယ်စိတ်နဲ့ကျမခွဲမွေးခဲ့တယ်ခွဲမွေးတော့လည်းနာရပါပဲရှင်အဲ့တော့ဘလို့ဝဲမွေးပါမိမိတွေတော့ကိုယ့်ရဲ့အာ ကျမ်းမာရေးကိုယ့်ရဲ့အသက်နဲ့လဲပြီးတော့မှဒီကလေးကိုမွေးရတာဖြစ်တဲ့အတွက်ဒါကလေးမွေးကြတဲ့မိမိအားလုံးကဂုဏ်ယူစရာပါနော်ကလေးမွေးကြတဲ့မိမိအားလုံးကိုလည်းကိုယ့်ရဲ့အမျိုးသားတွေကိုယ့်ရဲ့မိသားစုဝင်တွေတငယ်ချင်းတွေအားလုံးကဝိုင်းပြီးတော့အားပေးချဖို့လိုအပ်ပါတယ်ဘာလို့လဲဆိုတော့မိမိရတကယ်ကိုတကယ်ကိုတတ်သိရှိရှိတဲ့ မွေးကြတဲ့မိမိတွေပါအဲ့အတွက်ကြောင့်မလို့မိမိတွေအားလုံးလည်းခလီမွေးကြမဲ့မိမိအားလုံးလည်းမကြပ်ကြပါနဲ့လို့တော့ဒါနားရဲဆိုတာဖြည်းဖြည်းဖြည်းတားရှိတဲ့အရာပဲအချိန်တိုင်းပြတ်သွားမှကုတာသမီးမျက်နှာလေးတွေးလိုက်ရပြီဆိုလို့ရှိရင်အဲ့နာတင်မှုကဘာမှမဟုတ်တော့ပါဘူးလို့အားကြောင့်မကြပ်ကြပါနဲ့လို့မွေးမဲ့မိမိတွေကိုပြောချင်ပါရှင်ကျေးဇူးတင်ပါတယ် ားလုံးပဲမင်္ဂလာပါရှင်ကျွန်မကအခုဒီနေ့ဆိုလို့ရှိရင်တော့ခလေးခွဲမွေထားတာခုနှစ်မြောက်တဲ့နေ့ပေါ့နော်ဘိုးရဲ့နေရာနေစပြီးရရှိပြန်ဆိုလို့ရှိရင်ခုနှစ်မြောက်တဲ့နေ့ပါဒီဆယ်ပန်းမှာဒီနေ့ကျွန်မရဲ့